ခံအဂတပုံညာနံဣဒ္ဓနတ္ထိပဋ္ဌာသဆိုလိုတဲ့အဓိပ္ပာယ်ကအဂတပုံညာဆိုတာကုသကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်အေးလူပြည့်ရောက်လာတဲ့အခါမှာကုသမလုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။ဘာကုသမှမလုပ်ဘူး။နေစဉ်နဲ့အမြသာဝတိရဲ့အတွက် လုံမှန်းပြီးတော့နေတယ်။ဒါနဆိုတာလည်းမရှိဘူး။သီလဆိုတာလည်းမစောင့်တည်ဘူး။ ကမ္မထံဘာဝနာပွားများမှုဆိုတာဝေလာဝေမိမိဘဝတွတ်တရတွတ်တချောင်းဖြစ်တဲ့ပုံညာလို့ဆိုတဲ့ကုသိုလ်ကောင်းမှုကလုံးဝမလုတဲ့ပုံကမျိုးတွေရှိတယ်။နေစနေမြအကုသိုလ်တွေကြီးပဲလို့သာဝနေအတွက်အများတရားတွေကိုတတ်ဖြတ်မိမိအသက်မွေးဝမ်းကြောင်းအတွက် တရားတွေကိုတတ်ဖြတ်ပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေသူများပစ္စည်းကိုခိုးဝှက်ပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေသူတကားကိုလိန်ညာပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေမူရစေဝါတွေစားသုံးပြီးတော့ဘဝမှာအခြေအနေဆုံးနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာကုသကောင်းမှုဆိုတာလုံးဝမလုပ်မိကြတဲ့ပုဂ္ဂိုလ်တွေ ကဘာမှာအများကြီးပဲရှိတယ်ပေါ့အဲ့ဒါကိုဆိုလို့ရအာကတပုံညပုံညဆိုတာကိုကုသလို့ပြောရပါမယ်လို့ဒီကုသရဲ့အတိတ်ပဲကိုရှင်းပြတာပုံညဆိုတာပုဏ္ဏတိသောတိတိတိပုံညလို့ဆိုတဲ့အတိုင်းဘဝမှာဖြူစင်ကောင်းမြတ်စေတတ်တဲ့အကြောင်းတရားလို့ဆိုဒီကုသကောင်းမှုရှိရင် ဘဝမှာအခြေအနေကောင်းလာမွေးတော့လည်းပဲချမ်းသာဒုက္ခရတဲ့ချမ်းသာတဲ့မိသားစုတွေမှာမွေးတယ်ယောဂဝေဒနာတွေကင်းတယ်အသိဉာဏ်တွေရှိတယ်ပညာသင်ကြားဖို့လည်းအခြေအနေတွေကောင်းတယ်ကုသကောင်းမှုတွေလည်းလုပ်ခွင့်ရတယ်ဆိုတော့အဲ့ဒီလိုကောင်းမြတ်တဲ့အခြေအနေတွေကိုဖြစ်ပေါ်စေတတ်တာကိုပုံညလို့ခေါ်တယ် အဲ့ဒီပုံညလို့ဆိုတဲ့ကုသကောင်းမှုတွေကိုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှာတဲ့ကာယသူတွေရောက်နိုင်တယ်။အေးအဲ့ဒီပုံညကိုမလုပ်ဘူးဆိုလို့ရှိရင်မလုပ်တဲ့ပုဂ္ဂိုလ်တွေကုသကောင်းမှုနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေအကတပုံညာနံကုသကောင်းမှုလုံးဝမလုပ်တဲ့ပုဂ္ဂိုလ်တွေဖို့ဣဒ္ဓဒီဘဝမှာလည်းပဲဒုက္ခနတ္တိ ဆန္ဒဒုက္ခရဖို့ဆိုတာအကြောင်းမရှိဘူးကုသကောင်မှုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဘဝမှာအဆင်ပြေဖို့မလွယ်ဘူးလို့ဒီလိုပြောတာအဆင်ပြေဖို့မရှိဘူးပင်ပင်ပန်းပန်းဘဝမှာရုန်းကန်ပြီးတော့အသက်ရှင်စားဖို့ရလဲခက်ခဲတယ်နေဖို့ရလဲခက်ခဲတယ်တဝန်းတစ်ခါကြောင်းဖို့ရအတွက်တောင်မှအမြဲတမ်းခဲရင်းတယ်လို့ဒီလိုဆိုတာပေါ့နော် ကံမကောင်းအကြောင်းမလာဘူးဆိုလို့ရှိရင်ဆင်းရဲနေကြတာလူလောကမှာဒစီဒဆောင်ကြည့်လိုက်ရတာနဲ့သိတယ်ပေါ့မိမိနဲ့မိမိပတ်ဝန်းကျင်မှာကြည့်ကြည့်လိုက်ကြည့်ကြည့်လိုက်လို့ဘဝမှာအဆင်မပြေကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒါကိုလလန်းမိတဲ့နေရာနာရင်ကြည့်ရင်ကိုပဲဘဝမှာအဆင်မပြေတနေ့လုံးမှတနေ့စားရတယ် လောရတဲ့ကိစ္စမှာလည်းအဆင်ပြေမှုမရှိဘူးပြင်ပင်ပမန်းနဲ့လောကန်စားတော့နေချာတဲ့ပုံကူမျိုးတွေဒီအခြေအနေမျိုးကိုဘာကြောင့်ဖြစ်တုံးဆိုတာကိုဒီမှာအကြောင်းပြတာအကတ္တပုံညာကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ခဲ့ဘူးဆိုတဲ့ပုံကူတွေဟာဒီလိုအဆင်မပြေဖြစ်တတ်တယ်အကတ္တပုံညာနာကုသိုလ်ကောင်းမှုကိုမလုပ်ခဲ့တဲ့ပုံကူတွေဖို့ ဒုက္ခချမ်းသာဆိုတာဣဒအခုလက်ရှိဘဝမှာလည်းပဲနတ်တိမရှိနိုင်ဘူးတဲ့ပရဋ္ဌစာဒီဘဝသေသွားတဲ့နောက်နောက်ဘဝမှာလည်းပဲနတ်တိမရှိဘူးလို့ဒီလိုပြောထားတာเนาะဒါဟာအရေးကြီးတဲ့အချက်တစ်ခုပဲလောကလူတွေဘာလို့ခြင်းကြတာတုံးလို့မေးလို့ရှိရင်ချမ်းသာဒုက္ခကိုလိုခြင်းကြတာလူတိုင်းလူတိုင်းဟာချမ်းသာခြင်းနဲ့ချမ်းသာရဲဆိုတာ ဘဝမှာအဆင်ပြေတာချမ်းသာတယ်ဆိုတဲ့အဲမဲ့ဘာတွေပါတော့လို့မေးလို့ရှိရင်စီပွားဥစ္စာတွေနဲ့ပြည့်စုံတယ်နေစရာကောင်းကောင်းရှိတယ်စားစရာမပူရဘူးဝတ်စရာကောင်းကောင်းရှိတယ်ဟောအချိန်လေးအလားလို့ပျော်ရှင်ခွင့်နေရှိတယ်ဘဝမှာအဆင်ပြေလားကုလိုချင်တာတွေရတယ်အဲ့ဒီကုလိုချင်တာတွေရနေတဲ့စိတ်ပျော်ရွှင်မှုနဲ့ ကိုတတမှုဆိုတဲ့ဒုက္ခအဲ့ဒီဒုက္ခကိုလူတိုင်းလူတိုင်းဟာမြတ်လို့ကြတယ်ပေါ့တို့ချင်းကြဘဝမှာအစဉ်ပြေခြင်းနဲ့ချမ်းသာဒုက္ခရခြင်းအဲ့ဒီလိုချမ်းသာဒုက္ခရခြင်းမြတ်စွာဘုရားကပုံညတ်ဥစ္စယောဒုက္ခောတဲ့မိမိတဏ္ဍာမှာကုသိုလ်ကောင်းမှုတွေစုစည်းနိုင်မှချမ်းသာဒုက္ခဆိုရရနိုင်တယ် လောကလူတွေကတော့ပဿာမြတ်များစုရင်ကုသိုလ်ရပဿာမြတ်များစုရင်ချမ်းသာရတယ်လို့ထင်ကြတယ်။သို့တော့မြတ်စွာဘုရားကတော့အေးပဿာရှိလို့ချမ်းသာတယ်ဆိုတာတခဏကုသိုလ်ရှိမှပို့ပြီးတော့ချမ်းသာကုသိုလ်ကပေးတဲ့ချမ်းသာကမှခိုင်မြဲတဲ့ချမ်းသာလူလူချင်းတူပါလျက်နဲ့စဉ်းစားကြည့်လေ ပစ္စည်းဥစ္စာပြဝါချမ်းသာတဲ့တထေးအိမ်မှာလူဖြစ်တဲ့လူနဲ့တနေ့လုံးမှတနေ့စားရတဲ့မိသားစုအိမ်လူဖြစ်ရတဲ့လူဒီနှစ်ခုပဲနှိုင်းရှင်ကြည့်ပေါ့နှိုင်းရှင်ကြည့်လိုက်တာနဲ့သူတို့နှစ်ဦးဟာလူသားချင်းတူပါရဲ့တန်းနဲ့ဘာဖြစ်လို့ကြွာချနေလဲဒါအလေးနဲ့စဉ်းစားကြည့်အောင်အကြောင်းကင်းမဲ့လို့ကင်းမဲ့ပြီးဖြစ်တာမဟုတ်ဘူး ။ဘာကြောင့်ကြွားချနေသလဲလို့စဉ်းစားကြည့်လို့ရှိရင်အခုတရားကအဖြေထုတ်ပြကုသကောင်းမှုတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင်သံသဒုက္ခတွေကင်းမဲ့နိုင်တယ်တဲ့ဒါလို့ဆိုတာပေါ့အဲ့တော့သံသဒုက္ခမရယုံနေမကဘူးတချို့ဆင်းရဲတွင် net နေကြ။ဘာဖြစ်လို့ဆင်းရဲတွင် net တယ်လဲဆိုမြတ်စွာဘုရားကသရဝရရဲ့အကျိုးလူလားတော်မူတဲ့မြတ်စွာဘုရား တရားရည်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်လမ်းညွှန်မှုကိုပြုတယ်။လမ်းညွှန်မှုကိုပြုတယ်ဆိုတာနှစ်မျိုးပဲရှိတယ်။မကောင်းတာမလုပ်ဖို့နဲ့ကောင်းတာလုပ်ဖို့ဒီတစ်ခုပဲရှိတယ်နော်။မလုပ်တဲ့နာကိုမလုပ်ဖို့လုပ်တဲ့နာကိုလုပ်ဖို့ဆိုလိုတာကအကုသိုလ်ကိုမလုပ်ဖို့ကုသိုလ်ကိုလုပ်ဖို့ဒီတစ်ခုပဲ။ဒုက္ခပပ္ပစ္စဥစ္စယောမကောင်းတဲ့အမှုတွေ ကုသနာမှာများလာပြီဆိုရင်ဆင်းရဲဖို့ပဲဆင်းရဲတွင်နဲ့လိမ့်မယ်မကောင်းတာတွေလုံများလာလို့ရှင်ဆင်းရဲတွင်နဲ့ကောင်းတာတွေများလာလို့ရှင်ချမ်းသာလိမ့်မယ်လို့ဒါဟာအကြောင်းတရားကိုမြတ်စွာဘုရားကဟောကြားခြင်းဖြစ်တယ်ဒီဒေသနာတော်ကိုကြည့်လိုက်လို့ရှင်ဘာလို့ခိုင်းတာတော့ဆိုတော့မြတ်စွာဘုရားမကောင်းမှုကိုရှောင်ခိုင်းတယ်ကောင်းမှုကိုလုတ်ခိုင်းတယ်ဒါပဲအဖြစ် အဲ့ဒီဒေသနာကိုဆွလို့တာပေါ့နော်ကောင်းတာနဲ့မကောင်းတာဟာနှစ်ခုရှိတယ်အေးဒါကြောင့်မို့ဒီအဆိုဟာလက်တွေ့ချမ်းသာဒုက္ခရနေတဲ့ပုဂ္ဂိုလ်တွေကဘလို့ပြောတော့ဒုက္ခအဂတပုံညာနံဣဋ္ဌနတ္တိပရထသကုသကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဖို့ဒီဘဝလည်းအဆင်ပြေမှာမဟုတ်ဘူးတဲ့နောက်ဘဝလည်းအဆင်ပြေမှာမဟုတ်ဘူး ချမ်းသာဒုက္ခဆိုတာမရနိုင်ဘူးတဲ့ဒုက္ခင်းစကတ္တပုံညာဏံဣဒ္ဓအစေဝပရတ္ထစာကုသကောင်မှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့အစဉ်ပြေမှုချမ်းသာမှုဆိုတာဒီဘဝလည်းရမှာပဲနောက်ဘဝလည်းရမှာပဲသူပြောတာနော်အဲ့တော့ဘုန်းကြီးတို့တွေချမ်းသာဒုက္ခရခြင်းနဲ့ဆိုရင်မလိုအောင်ကုသလိုအောင်ပဲဒါပဲရှင် ကုသိုလ်ကောင်းမှုဆိုတာလူရာတဏ္ဏမှာကုသိုလ်ကောင်းမှုမဟုတ်ဘူးလူရာတဏ္ဏမှာကုသိုလ်ကောင်းမှုလူရာတဏ္ဏကိုဌာနကုသိုလ်လို့ခေါ်တယ်အေးတချို့ကဆင်ញေပေးလိုက်အောင်မယ်သူများတွေလို့မချမ်းသာလို့မလှနိုင်ဘူးလို့သူတို့ပြောတယ်လူတယ်ဆိုတဲ့နေရာမှာအများကြီးလှူစရာလှူမှဌာနမြောက်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူး ဘယ်ပုံမှန်မူတည်တုံးဆိုရင်လူရဲ့စိတ်ဓာတ်ပုံမှန်မူတည်တယ်မိမိစားတဲ့ထဲကတလုံးတစ်ဆုပ်လှူရင်လည်းလှူတာပဲဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဝိသကောတ္တတုံးမှာဟောတာရှိတယ်မိမိစားတော့ပြီးလို့ဥခွက်ပကံနေဆစ်ကြောတဲ့အခါအဲ့ဒီဥခွက်ပကံနေမှာရှိနေတဲ့အကျွင်းအကြံလေးတွေကိုစွန့်ပစ်တဲ့အခါမှာတောင်မှပဲ ဒီပုံမှန်တရားလေးတွေဟာဒီစားကျွင်းစားကြံလေးတွေကိုစားကြပါသေးဆိုတဲ့စိတ်ထဲမှာယေရှုချက်ကလေးနဲ့စော့မယ်ဆိုရင်တဲ့အဲ့ဒါဒါနာကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားအဲ့ဒီဒါနာကုသိုလ်ရဲ့အကျိုးဟာလည်းကိုယ့်ပုံမှန်သက်ရောက်မှုရှိတယ်လို့ဒီလိုဟောတာမြတ်စွာဘုရားဒီလိုဟောတာအဲ့တော့မရှိလို့မလူဘူးဆိုတဲ့ဆင်းကြီးကမလူမလူလာအပ်တဲ့အရာပဲပေါ့ဒါနာကောင်းမှုဆိုတာ ိုစားတဲ့တဲ့ကနေတလုံးတစ်ခုခွဲပြီးတော့လှူလဲပဲဒါနာကောင်းမှု ဖြစ်တာကိုတောက်တဲ့ရေကိုတောက်မဲ့ရေတဲ့ကနေပြီးတော့တဝက်လျှော့တော့ပြီးတော့ဖះကိုရေကပ်မဲ့ဆိုရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲပန်းတခွင်လှူရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲဒါနာကောင်းမှုဆိုတာတကယ်စိတ်စေရနာရှိပြီတကယ်လှုပ်ချင်တဲ့စိတ်ဆွမ်းအားတွေရှိပြီဆိုရင် ုသိုလ်ဖြစ်တာတည်းကြည့်ပဲဒါနကောင်းမှုလှုပ်လို့ရတာကြည့်ပဲဒီလိုဆိုတာပေါ့မိသားစုထမင်းဝိုင်းစားတဲ့အခါမှာတောင်းမှာပဲအေးကိုမိသားစုတွေကငါကရှိကလေးနဲ့စားမယ်သူတို့စားကြပါစေလို့ဦးစားပေးလိုက်ရင်ဒါကုသိုလ်ဖြစ်တာဒါနကုသိုလ်ဖြစ်တယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ဟိုဇနီးမောင်နှံနှစ်ယောက်လို့တော့မလုပ်နဲ့။တမင်းတပကံထဲမှာစားကြတယ် ပဇွန်တုတ်ကြီးကတကောင်းနေပါသူကလည်းစားတယ်ငါကလည်းစားတယ်အဲ့ဒါဆိုလို့ရှိရင်ပဇွန်တုတ်ကြီးလဲတဲ့လူ စားခွင့်ပေးမယ်ဆိုပြီးတော့သမင်းဘုံရဲ့အလဲခေါင်းမှာတစ်ဖက်ကယောက်ျားလုပ်တဲ့လူကစားတယ်တစ်ဖက်ကအမျိုးသမီးကစားရက်ရက်ပြီးစားတော့ယောက်ျားလုပ်တဲ့လူကဘာလုပ်တော့ မစွန်တို့ကြီးသူ့ပဲလဲအောင်အောက်ကနေရက်ရက်ပြီးတော့ထမင်းကိုမြန်မြန်ယူတဲ့အခါကျတော့ပစွန်လောက်ကယောက်ျားပဲလဲသွားတဲ့ဟာယောက်ျားပဲလဲသွားတော့သူ့ပဲစားပြစ်တယ်ပေါ့အဲ့ဒီကျတော့အမျိုးသမီးကဘာပြောတော့ဆုံးပစွန်တို့ကြီးမောင်းပဲလဲကြတဲ့ကကွဲခဲ့ပြီတဲ့နော်ဒီလိုဟာမျိုးကလည်းရှိတတ်သေးတယ်ပေါ့အဲ့ဒီမှာကိုစားရဖို့မလုပ်အောင် တဖက်သားကိုညှတာပြီးတော့ကျွေးမယ်ဆိုလို့ရှိရင်ဒါနာကုသိုလ်ဖြစ်တာပဲအချင်းချင်းမှာညှာပြီးတော့ကိုစားမဲ့ဟာကိုလှူတဲ့သဘောနဲ့စိတ်စေရနာနဲ့အေးငါလျှော့စားမယ်ဟင်းတုံးနှစ်တုံးသုံးလို့ရှိရင်ငါတတုံးပဲစားမယ်ငါတပွက်ပဲစားမယ်ကျန်တာသူစားပါစေဟောဒါနာကုသိုလ်ဖြစ်တဲ့အကြောင်းကိုပြောပြတာဒီဒါနာကုသိုလ်ကလည်းကောင်းကျိုးချမ်းသာကိုပေးနိုင်စွမ်းရှိတယ်တဲ့ခုနက ကိုစားလို့အကြံအကျဉ်းစွန့်နာတောင်မှဒါနဖြစ်ပြီဆိုတဲ့အခါမှာအချင်းချင်းစားဖို့စားပဲချင်းညာပြီးတော့ကြွေးမယ်ဆိုရင်ဘယ်ဒါနမဖြစ်ပဲနေမလဲဖြစ်တယ်ဒီလိုဆိုလိုတာသို့တော့လောကကကိုယ့်ဘက်ကိုယ်ယက်ထအောင်ပဲလူလယ်လို့တွက်ပြီးတော့ကိုရားဖို့ကြိုးစားတာကိုပဲလူလယ်လို့တွက်ပြီးတော့ကိုရားဖို့မကြိုးစားရင်လူအလုံးတွက်နေကြတာ မာယာမှုတွေပဲပေါ့အေးဒါနကောင်းမှုဆိုတာဘယ်လိုပဲလုပ်လို့ကုသကောင်းမှုရတယ်နောက်ဆုံးမှာဘာမှမရှိတောင်လူကျင်တဲ့စိတ်ကလေးပေးခြင်းကမ်းခြင်းတဲ့စိတ်ကလေးမွေးရင်ပဲဒါနကုအတွက်အခြေခံကုသိုလ်လေးတွေဖြစ်နေပြီလက်တွေ့လှူတာမဟုတ်သေးတောင်မှပဲအခြေခံကုသိုလ်လေးတွေအခြေခံကုသိုလ်ဆိုတာမစ္စရိယတရားကိုဖယ်ရှားထားတဲ့သဘော ငါတယောက်တည်းသုံးမယ်ဆိုတဲ့စိတ်ဓာတ်ကိုဖယ်ရှားထားတာအဲ့ဒါတွေမဲ့မစ္စရိယကိုဖယ်တဲ့ကုသိုလ်ကောင်းမှုဆိုတာဖြစ်နေတယ်ပေါ့အကုန်ကြမရှိပဲနဲ့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့တခြားကုသိုလ်တွေရှိသေးတယ်ပါလေဆိုလို့ရှိရင်ဘုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖယားကိုအနှင်းတယ် ဓမ္မန္တရဏံကိစ္ဆာမိတန်ခန္တရဏံကိစ္ဆာမိမိမိဘဝကိုဓမ္မတန်ခါကို အနှဲ့ပြီးတော့ကိုယ်ကိုယ်စိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်မြတ်စွာဘုရား ဟောထားတာဟိုတေချာကြည့်ဘုရားကလည်းဟောတော့ ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိခမိတ်တန်တိအပါယဘုမေနဲ့ဖယားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်စိတ်ပံလက်ပါဆိုဝိจิตတန်ကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော် ဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ဖယားကောင်ကိုအာယုံပြုပြီးတော့ငါ့ဘဝဖယားကိုအနမ်းပါတယ်ဖယားဆုံးမတိုင်းလိုက်တာပါမယ် တရားကိုရှင်းသုံးပါမယ်။တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်။လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဘုရားတရားတန်ဃာယရဏသုံးပါးကိုကိုယ်ွက်စိက္ခာချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံ။ဘောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရား။တရားဓမ္မတန်တရားဝဂကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရား။ နည်းနည်းလေးလှူတောင်းအများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမတမ္ဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပညာနဲ့သိတာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ကိုယ်ဝယ်ပါတယ်။တရားဆိုတာသွားခါတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်။ဒါကြောင့်ကိုယ်ကိုသိကပါ။သုတ်ပတိပန္နောဝတ္တတန်ကုန်အရိယတန်ခါဟာတကယ်ကို ဖြောင့်မှန်တဲ့အကျင့်မှန်ကန်တဲ့အကျင့်ကိုကျင့်တာဖြစ်ပါတယ်။ဒါကြောင့်တရားဟောကိုးကွယ်ပါတယ်ဆို။ဘုရင်တရဏဂိသမိဓမ္မတရဏဂိသမိတန်ခါတရဏဂိသမိလို့တရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိဂမိတန်တိအပါယဘူမိနဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးအပေမကြဘူးလို့တည်းဟောတာ။တကယ်ကဲ့တင်နိုင်လေအပေမကြဘူး။ တိရိလင်္ကနိုင်ငံဒီကနေ့တိရိလင်္ကနိုင်ငံလို့ခေါ်တဲ့တီဟိုကျွန်းမှာတန်ငါအလုံငန်းနဲ့အသက်မွေးတဲ့လူတယောက်ရှိတယ်။တိရိလင်္ကနိုင်ငံဆိုတာပင်လယ်ကမ်းရိုးတန်းပင်လယ်တွေဝိုင်းနေတဲ့နိုင်ငံပင်လယ်တွေကကျွန်းနိုင်တာ။အေးအဲ့ဒီထက်မှလည်းမြေချောင်းနေရှိတယ်။အဲ့ဒီမဲ့တန်ငါလုပ်ငန်းပေါ့နားချမ်းသာအောင်ခွင့်ရေလုံရေလုံငန်းပေါ့ နော်အဲ့ဒီအလုတ်လုတ်ပြီးတော့တသက်လုံးငါးတွေဖန်တက်ဖြတ်ပြီးသမွေးဝါညောင်းလုတ်တဲ့ပုဂ္ဂိုလ်တရားအေးအိုမဲမဆွမ်းဖြစ်ပြီးတော့တိအံမူမူဖြစ်နေတဲ့အခါမှာသူ့ရဲ့နေပါဆွမ်းကကြွလာတဲ့ရဟန္တာပုဂ္ဂိုလ်ကြီးကဒီလူမကြမ်းမမာနဲ့ညီးတွားပြီးတော့တေတော့မဲ့အနေထားမျိုးဆိုတာကိုသိရတယ် မပိတ်မိမဲ့အိမ်မော်ကြွသွားတယ်အိမ်မော်ရောက်သွားတဲ့အခါကျတော့အာကိုစရာမရှိတဲ့မဲ့နေတဲ့အချိန်မှာအာကိုရဆိုတာရှာတတ်တယ်ပေါ်လူတွေအဲ့ဒီမှာတကားတတ္တမှုရအောင်တရဏဂုံကိုဆိုပါလားလို့ဆိုဆိုပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိချပေးတယ် ဗုဒ္ဓံ තර ဏံကိစ္ဆာမိဓမ္မံ තර ဏံကိစ္ဆာမိသံဃံ තර ဏံကိစ္ဆာမိလဲဆိုပြီးရောကိက္ခနဲ့ဆိုအသက်ထွက်သွားပါဏာတိပါဒမဆိုလိုက်ရတော့နော်အသက်ကအဲ့ဒီထင်အောင်မဆောင်တေကံနီးလေးမှာကပ်ပြီးတော့အာကိုရမရှိရောရေနိခန်နီးမှာကြည့်လေလူတွေဘာလေးတွေ့တွေ့လှမ်းဆွဲတာ ဒါကြောင့်မလို့ရေနစ်တဲ့လူကိုသွားခဲ့ရင်အဲ့ဒီလူကဖမ်းဆုပ်ထားနေဒီလူကမြုပ်တာဆိုတာအဲ့ဒါပြောတာအဲ့တော့ဒီကနေ့မှအာကိုရမဲ့နေတဲ့အချိန်လေးမှာနစ်နစ်ချက်ချက်ကြီးဖះအာကိုရပြီဆိုတဲ့အချိန်မှာဖမ်းဆွဲလိုက်တာသို့သောတန်ခန္တရဏကိစ္စမီးလို့ဆိုလိုက်တာနဲ့မေးပြုတ်ကြသွားပြီရှေ့မဆိုနိုင်တော့တည်သွားအဲ့ဒီအချိန်လေးမှာကပ်ပြီးတော့ဆိုလိုက်ရတဲ့ကုသိုလ်ကောင်းမှုကလား တသက်လုံးငါးတွေတတ်လာတဲ့အကုသို့ကအကျိုးပေးဖို့အတွက်နောက်ကြပါဒီကုသို့အဝင်ပြီးအကျိုးပေးကြဘုံမဆုနတ်တော်ဖြစ်တယ်ဘုံမဆုနတ်ဆိုတာဘယ်နတ်တွေခေါ်တာရောလို့ဆိုအခုလူတွေပြောနေကြတဲ့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ယုတ်ကစိုးတို့ဓာမျိုးတွေပေါ့နော်မြေကြီးပေါ်မှာလူတွေနဲ့အနိကစတုမာတဲ့နတ်ထဲမှာပါ တို့မှလည်းဆင်းရဲတဲ့နတ်တွေရှိတယ်ချမ်းသာတဲ့နတ်တွေရှိတယ်ဆင်းရဲတာတွေရှိတယ်ပေါ့အဲ့ဒီဘုံမဆုနတ်သွားဖြစ်တာကြည့်တော့တကယ်ကတော့တငါလုပ်ငန်းနဲ့အသက်မွေးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာသိပြီဆိုတာနဲ့ဒီအာယုန်နမိတ်တွေလွှမ်းမိုးပြီးအပင်ငယ်တန်းပြီးတော့ရောက်သွားသို့သောတေခဏီလေးမှာကပ်ပြီးဒီကုသကောင်မှုလုံးလိုက်တာကဝင်းကယ်လိုက်တဲ့အခါကျတော့ဟိုအကုသူတွေက အကျိုးပေးခွင့်မရနိုင်ဘူးနောက်ကြတော့ဒီလူရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်လေဥပမာမယ်ဥပမာပေးကြတာတော့ဆိုပါစို့ဒီဘရင်တော်တရားကြီးပေါ်မှာကားတွေပြည့်နေတယ်ဆိုတာကားတွေပြည့်သို့တော့ဟိုဘက်အထွက်မှာ ထောလာကြီးတစည်းကရှေ့တုန်းကရောက်နေတယ်။နောက်ကမော်ရမြင့်နဲ့ကားတယ်။ကဲတရားကဘသူအရင်ဆင်းတော့ထောလာကြီးပဲအရင်ဆင်းမှာပေါ့။ထောလာကြီးကရှေ့ကရောက်မှာဟုတ်။အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကရှေ့ကရောက်နေတဲ့အတွက်ကြောင့်နောက်ကကားတွေဘလို့မှရှေ့တိုးလို့မရဘူး။အဲ့ဒါလိုပဲအကုသိုလ်တွေဟာသူရှေ့တိုးလို့မရဘူး။ဘုရန္တရဏံကိစ္ဆာမိလို့ဆုံလိုက်တဲ့ကုသိုလ်ကပိတ်ထားတာ။အဲ့ဒီကုသိုလ်က အင်းအားတလောက်ကြီးမရှိဘဲကောက်ပြီးအကျိုးပေးတယ်။ဟောအပင်ငယ်ကြာမှာမကြောက်ဘူး။ဘုံမစုံနဲ့ဖြစ်သွားတယ်တဲ့။ဘုံမစုံနဲ့ဖြစ်တဲ့အခါမှာသူ့ဘုံမှာကျေစုပြုခဲ့တဲ့ယဟနာရိစီလာပြီးတော့ကိုတင်ပြတဲ့။ကိုတင်ပြပြီးတော့သူကပြောသွားတယ်အားမလို့အားမရဘူး။ တပည့်တော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံဒါလေးတွေဆိုတာအရှင်ဘုရားက၅ပါးသီလချမပေးလို့၅ပါးသီလချပေးရင်အထက်နှပ်ပြည့်ဖြစ်ရမှာပေါ့အခုဘုံမစိုးနဲ့ပဲဖြစ်တော့ရဟန္တာမထေရကြီးကပြောလိုက်သေးတော့ဘာပြောလိုက်တော့ဆိုငါကချပေးတာမင်းမမစိုးနိုင်တော့တာတဲ့ဒီလိုပြောတာအဲ့တော့အလကားပြောတာမဟုတ်ဘူးကုသကောင်းမှုဆိုတာဒီလိုကဲ့တင်နိုင်စွမ်းရှိတယ်လို့သူပြောတာ ပမပြေမှာလည်းဒီလိုဇလန်းနေမရှိဘူးမဟုတ်ရှိမှတ်ထားရအများကြီးတွေ့နေတယ်ပေါ့ကောင်းတာလုံနေတဲ့ပုဂ္ဂိုလ်လည်းမကောင်းတဲ့ပုံရောက်သွားရတယ်မကောင်းတာလုံနေတဲ့ပုဂ္ဂိုလ်လည်းကောင်းတာရောက်တယ်တေခံနီးလုံလိုက်တဲ့ကုသကံအကုသကံကိုအာတဏကံလို့ခေါ်တယ်စာမေကျမ်းကနေမှာဥပမာပေးတယ်ညနေနွားတွေ နှစ်ချမ်းနဲ့အကုန်သွင်းလိုက်တဲ့အခါနှအိုးနှမင်းကနောက်ဆုံးကပါလာတော့ခြံပေါ့ဝါမှာပဲသူအိတ်တယ်တဲ့နှပြိုးနှစ်တန်တွေက ရှေ့ရောက်သွားပြီးတော့သူကခြံနဲ့တည်းအောင်ခြံဝါလေးမှာသူ နောက်ကျတော့ရှေ့တိုးစရာမရှိတော့ခြံဝါမှာအိတ်တယ်မနဲ့ခြံကဖွင့်ထုတ်လိုက်ရင်ဘသူအရင်ထွက်ရနှအိုးကြီးပဲအရင်ထွက်မှာပဲ အာတန္နကံဆိုတာတေဂဏိမလှုပ်လိုက်တဲ့ကုသိုလ်ကုသိုလ်ကံဆိုလဲကုသိုလ်ကံအကျိုးပေးသွားတေဂဏိမလှုပ်လိုက်တဲ့အကုသိုလ်ကံဆိုလဲအကုသိုလ်ကံအကျိုးပေးသွားနှစ်ခုရှိတယ်အကောင်းနဲ့အဆုနှစ်မျိုးရှိအလုံးကြောက်ဝရလိုက်ပဲကောသလမင်းကြီးရဲ့မိဖုရားမန္လိကဒေဝီဆိုသူကမင်းမျိုးကလာတာမဟုတ်ဘူး ပန်းဝေးရင်စိုက်ပြုတ်ပြီးတော့ပန်းနေခူးရောင်းတဲ့မိသားစုကနေပြီးတော့မွေးဖွားလာတဲ့ဆင်းရဲသမားသို့တော့တွက်လက်တယ်ချက်ချတယ်အသိဉာဏ်ထက်မြက်တယ်ဘယင်ကြီးစစ်ရှုံးပြီးတော့ပြေးလာပြီးသူတို့ပန်းဝေးရင်လည်းရောက်လာတဲ့အခါမှာကြံတဲ့လူတွေကတော့ဘယင်မြင်တော့အကုန်ထွက်ပြေးပြီးပုန်နေကြတယ်သူကတော့မပုန်ဘူးဘယင်ကြီးကိုထွက်ကြတယ် တတလက်လက်နဲ့မြင်းကိုဖမ်းဆွဲဆွဲပြီးတော့မြင်းကိုရေဒီပါလေးတိုက်ပြီးရင်ကြီးကိုတခါလေးရက်ဒီပါလေးခတ်ပေးရေဒီပါလေးအေးဘယင်းကြီးတောက်ဖို့တွေအကုန်လုံးလုတ်ပေးနေရာထိုင်ခင်းနေလုတ်ပေးတတလက်လက်လုတ်ပေးတော့ဘယင်းကြီးကသဘောချသွားပြီသူ့နန်းတော့ခေါ်သွားနောက်ပိုင်းမိဖုရားဖြစ်သွားမန္လိကမိဖုရားအဲ့ဒီမန္လိကမိဖုရားဟာဘယင်းကြီးနဲ့အမတန်မှယဉ်ကြီးတယ် ဆင်းရဲသမားကမွေးလာတာဖြစ်ပေမဲ့အဋ္ဌဉဏ်ရှိတော့ဘီရင်ကြီးနဲ့အနိကတ်တွတ်တွတ်လက်လက်သူကလောက်တက်ကင်တက်ပြောတတ်ဆိုတာဆိုဘီရင်ကြီးကသူ့အားကိုးတယ်နောက်ဆုံးတေကနီးကြတော့ဘီရင်ကြီးကိုသူမသိစေချင်တဲ့ကိစ္စတစ်ခုအတွက်ညာလိုက်တယ်ညာလိုက်ပြီးတော့စိတ်မကောင်းဖြစ်တယ်တေတော့လေအဲ့ဒီစိတ်မကောင်းတဲ့ ဝမ်းနေမှုငါမဟုတ်တာ လုံးမိပြီငါမဟုတ်တာလုံးမိပြီဆိုတဲ့ဒေါမနတဝမ်းနဲ့ကြည်ခွဲတဲ့စိတ်နဲ့တည်သွားတော့ဝိသိငရဲ့ကြာသွားတယ်ခொနည်းရတဲ့ကုသကောင်မှုတွေအများကြီးလှုပ်တာသူလှုပ်ပြီမဲ့လို့တီခဏီလေးမှာခொနမကောင်းတဲ့အကုသိုလ်တွေကလွှမ်းမိုးသွားတဲ့စိတ်နဲ့တည်သွားတယ်မရဲရောက်သွားတာဒါကြောင့်မို့ကုသိုလ်နဲ့အကုသိုလ်ဆိုတာပမာစကားပြောသလိုကင်းဥကင်းကျက်ဥကျက်ဆိုတာလိုပဲနော် ကင်းကဥယင်လဲကင်းကအရင်ကပ်လိုက်ပါပဲကြက်ကဥယင်လဲကြက်ကအရင်ဆိုက်လိုက်ပါအဲ့ဒါလို့ဖြစ်တတ်တယ်ကုသိုလ်ဆိုတာကတည်နိုင်တယ်ဆိုတာကိုမှတ်သားချဖို့ပေါ့နော်အေးဒါကြောင့်မလို့လူတွေဟာတေခဏီးမှာတိတ်အရေးကြီးတယ်အခုခေတ်ဆိုလို့ရှိရင်တော့လူမမအိမ်ဆိုလို့ရှိရင်လာကြတယ်ဟိုကလာမေးဒီကလာမေး လူမမမေးဆိုပြီးတော့သွားချက်တယ်ပမာတွေပါသွားသွားတာသာတော့မေတ္တာနဲ့ကရုဏာနဲ့လာတာကောင်းပါတယ်သို့သော်လည်းလူမမအနာထားပြီးတော့ဗဇက်ကတောင်းပြော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 တာတော့အဆိုးဆုံးပဲဘာတွေပြောတော့ဆိုတော့ကြားဥဒါတွေပြောမှဆိုရင်ဒီတောင်းကတော့ကြော်တော့မှမဟုတ်ပါဘူးဟိုကကြားတယ်အဲ့ဒါတွေဟုတ်ပါလား ကသူကြောကြောင်မကြောကြောင်ကိုပြောเสียမှာမဟုတ်တာမရတော့ပါဘူးဒီတောင်ကတော့ကြောင်မှာမဟုတ်ပါဘူးနဲ့မဲဒီတောင်ကတော့ကြောင်မှာမဟုတ်ဘူးကိုလည်းကြောင်အမှာကြအဲ့ဒီလိုပြောကြပြောကြပြီးတော့အေတုပစ္စည်းတွေစောစောကြိုတောင်းထားကြအကြီးတို့တော်ကြကြပဲထားလို့ထားမှမသိဖြစ်ပဲဆံလေးရှိပြန်တော့လေဒါတွေဘု து ပေးခဲ့တာတော့ ဘာသာဥကဘယ်နှထားတာတော့ဘောကမသေးသေးဘူးဒါလေးရှောင်းမေးပြီတော့ဩသေတဲ့လူကမဖြောင်းတော့မဖြောင်းတဲ့အခါကျတော့ပြိတ္တာရင်လည်းဖြစ်တဆေရင်လည်းဖြစ်တရေရင်လည်းဖြစ်နေအိမ်ဘောမစင်